င်္ဂလာပါအခုကတော့အိဇဲမှာပေါင်းနှုတ်မြောင်စာစလုံးတွေဘယ်လိုရေးရလဲဆိုတော့ရှင်းပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအပေါင်းရဲ့အနှုတ်ရဲ့ပေါ့နော်ကျွန်တော်ဒီအပေါင်းနဲ့အနှုတ်ကတော့ကျွန်တော် keyboard မှာပါတယ်ပေါ့နော်အဲ့တော့အပေါင်းရေးကြည့်မယ်နော်နှစ်အပေါင်းသုံးပေါ့နော်ပြီးရင်ကျွန်တော် enter ခောက်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာနှစ်အပေါင်းသုံးတော့ရတယ်အနှုတ်ရေးမယ်ဆိုရင်သူကအနှုတ်ကကျတော့ကျွန်တော်ရေးလို့မရဘူးပေါ့နော်ဒီမှာဆိုရင်၃ အနှုတ်နှစ်ပေါ့နော်ပြီးရင်အန်တာနေလိုက်မယ်ဒီအနှုတ်ရေးတယ်ဆိုရင်သူက default format ဝင်သွားပါပေါ့နော်ရေးလိုက်တော့တော့အနှုတ်နှစ်ဒါပေမဲ့သူကဒီ default format ဝင်သွားဖြစ်တဲ့အတွက်နှစ်ရဲ့ကြောင့်ဒီ match line ရဖြစ်သွားပါပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒါလေးကိုပြန်ပြင်မယ်နော်အဲ့တော့အနှုတ်ရေးမယ်ဆိုရင်ကျွန်တော်ဒီအနှုတ်ရေးမယ်ကျွန်တော်ဒီဆဲခွက်ပေါ့နော်ဆဲခွက်ဆိုကျွန်တော်ဒီဆဲခွက်တွေကိုဆက်လက်ပေးမယ်အကဲကျွန်တော်ဒီ column တစ်ခုလုံးကိုကျွန်တော်ဒီအနှုတ်လက္ခဏာရေးမယ်ဆိုရင်ကျွန်တော်ဒီ column တစ်ခုလုံးကိုဆက်လက်ပေးလိုက်ပေါ့နော်အပေးပြီးကျွန်တော်ဒီ home ပေါ့နော် home ရဲ့အောက်ကကျွန်တော်ဒီ general ရဲ့ဘေးမှာမြားလေး outside နဲ့ရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးရင်ကျွန်တော်ဒီမှာအဲကျွန်တော်ဒီ test ပေါ့နော် test ဆိုတာလေး ုရွေးလိုက်ပါရွေးပြီးရင်ကျွန်တော်ဒီမှာခုနအတိုင်းပေါ့နော်ခုနအတိုင်းတောင်းအနှုတ်နဲ့ပေါ့နော်ပြီးရင်အလားနှိပ်လိုက်အဲဒါဆိုရင်ကျွန်တော်ဒီမှာအနှုတ်လည်းရေးလို့ရသွားပြီပြီးတော့ကျွန်တော်ဒီအမြောက်ရဲ့အစားရပေါ့နော်ဒီအမြောက်ရဲ့အစားရကကျွန်တော်ဒီ keyboard မှာမပါဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီအမြောက်ရေးမယ်ပေါ့နော်အမြောက်ရေးမယ်ဆိုရင်ကျွန်တော်ဒီရဲ့အပေါ်ကကျွန်တော်ဒီ insert ပေါ့နော် insert ကိုတစ်ချက်နှိပ်ပါနှိပ်ပြီးကျွန်တော်ဒီဘက်နားလေးမှာ simple ဆိုရှိပါတယ်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ okay နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ font နေရာမှာတခြား font တွေဖြစ်နေဆိုရင်ကျွန်တော်ဒီရဲ့ normal text ဆိုအောင်ထားလိုက်ပါအဲ့ပြီးရင်ကျွန်တော်ဒီထဲမှာပေါ့နော်ဒီထဲမှာကျွန်တော်ဒီအမြောက်ဆိုတာလေးရှာပါပေါ့နော်ဒီ in င်္ဂလိပ်စလုံးနေရဲ့ကျွန်တော်ဒီအောက်နားလေးမှာရှိရနော်ဒီမှာအမြောက်ပါနော်ပြီးရင်ကျွန်တော်ဒီဘက်မှာအစာလည်းရှိရနော်အခုရေးမှာကအမြောက်ဆိုတော့ဒီဘက်ကအမြောက်ကိုရေးမယ်ပြီးရင် insert ကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒါလေးကိုခဏပြန်ပိတ်လိုက်မယ် okay ပြီးတော့ကျွန်တော်ဒီမှာအဲ့ဒီရှေ့မှာပေါ့နော်ရှေ့စလုံးနောက်စလုံးပြန်ရေးမယ်နော်၃အမြောက်၄ပေါ့နော်ပြီးရင်အနာနေလိုက်မယ်ဒါဆိုရင်ဒီမှာအမြောက်လည်းရေးလို့ရသွားပြီပေါ့နော် အဲဒီအမြောက်လက္ခဏာကကြောင့်ဒီစက်လုံးတွေထဲနည်းနည်းလေးသေးနေဆိုရင်ကြာဒီအမြောက်လက္ခဏာလေးကိုကြောင့်ဆက်လက်ပေးလိုက်ပါတော့ဆက်လက်ပေးပြီးသွားရင်ကြာဒီကဟုံးတစ်ချက်နေမယ်ပြီးရင်ကြာဒီဖောင်းဆိုင်လေးနည်းနည်းကြီးပေးလိုက်ပါတော့အဲဒါဆိုရင်ကြောင့်ဒီမှာတော့အမြောက်၄ပေါ့နော်အဲပြီးတော့ကြောင့်အစားပေါ့နော်အစားကလည်းကြောင့်ဒီအမြောက်အတိုင်းပဲကြောင့်ဒီ insert ကိုတစ်ချက်နေမယ်ပြီးရင်ကြောင့်ဒီ symbol ကိုတစ်ချက်နေမယ်ပြီးရင်ကြောင့်ဒီထဲမှာအစားပေါ့နော်အစားကိုယူလိုက်ဆက်လက်ပေးလိုက်မယ်ပြီးရင်ကြောင့်ဒီရဲ့ insert ကိုတစ်ချက်နေမယ်ပြီးရင်ကြောင့်ဒါလေးကိုပေးလိုက်မယ်အဲပြီးရင်ကြောင့်ဒီမှာအဲငါ အစာ၄ပေါ့နော်အဲပြင်အနာနေလိုက်မယ်အဲဒီအစာလက္ခဏာကကြောင့်ဒီစလုံးနဲ့တော့တိတ်မကွာဘူးကြောင့်အဲကြောင့်ဒီ font size နည်းနည်းလေးပြင်ချင်နေဆိုရင်ဒါလေးဆက်လက်ပေးလိုက် ပြင်ကြောင့် home နဲ့ကကြောင့်ဒီ font လေးနည်းနည်းလေးကြည့်ပေးလိုက်အဲဒါဆိုရေးလို့ရတာပေါ့ဟုတ်ပြီနော်โอเคဒါဆိုရင်တော့ကြောင့်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်